ဟေယောဝါလုံးပဲမင်္ဂလာမနက်ခင်ပါအောက်တိုဘာလ23ရက်နေ့ရက်မနက်ပိုင်းအထူးသတင်းများကိုပထမဆုံးလူရင်းဒူစင်တင်ဆက်တော့မှာဖြစ်ပါတယ်ပြီးလို့ဆိုရင်နောက်ဗီဒီယိုလေးတွေလည်းကြည့်ရမှာဖြစ်ပါတယ်ကျွန်တော် channel ကိုအချင်းပေးပြီးကြည့်ရှုနေတဲ့သူငယ်ချင်းတွေအားလုံးကျေးဇူးများချစ်တင်ပါတယ်လို့ပထမဆုံးပြောဆိုချင်ပါတယ်ဒါဆိုရင်တော့သတင်းလေးတွေစကြရအောင်ကချင်ပြည်နယ်ခေါင်လန်ဖူးမြုံနေကစစ်ကောင်စီတပ်စခန်းတစ်ခုကိုကချင်လွတ်လပ်ရေးတပ်မတော် KIA ကတင်ပိတ်နိုင်ခဲ့တယ်လို့ကချင်စစ်ရဲတရင်ရှိမိတအူကပြောပါတယ် အောက်တိုဘာ27ရက်မှာခေါင်လန်ဖူးမြုပ်နေကလန်ဒန်ရွာနဲ့မခေါင်းတန်ရွာကတက်စကန်နှစ်ခုကိုတင်ပိုက်နိုင်တာလို့ပြောပါတယ်။အချက်တရင်းချင်းမိတအူးကလည်းဒေတာကကွေရတက်တွေကတင်တာ။အဲ့ဒီမှာရှိတဲ့ကျွန်တော်တို့ KIA KPDF တွေကတင်တာဟုတ်တယ်လို့ပြောပါတယ်။ဘေးနကောင်တေးလေဆိုတာကတော့မဖို့ပြထားပါဘူး။ကောင်းလေတဲ့တည်နောက်တည်အနာသင်စတက်လောက်ရန်ကုန်မှာတင်းငင်းအချက်မှုကိုပြတ်တာဖို့အတွက်စူပီးဘွေးတွေမပြတ်အောင် စီစင်ချင်ပါယာမီလောအချံဖလူတတမဝရံပီခွေးခေါဆောင်ငဒူးလှိုင်ကခေချာထတဲ့လောပွေးစီစင်တူတွေထံကစုံစမ်းတီစီရပါတယ်ရန်ကုန်မှာယာတီချင်ခါမဟုတ်ဘေပွေးစေးတွေကိုမြုံနေအလိုက်ချင်ပါပြောလောက်နေတာဖြစ်ပြီးစစ်တလက်အောက်ခါနွေ MBA ကဦးဆောင်ပြောလောက်နေတာဖြစ်ပါတယ် WMBA ကတစင်ပွဲတွေလောက်ဖို့တက်ဆိုင်ရာမြုပ်နေတွေကိုညှို့ကြတာလို့တီးရပါတယ် ဒီပွဲအတွက် WMBA ကဆိုင်ခန်းခတွေရတယ်လို့စုံစမ်းသိရပါတယ်။လူစီတဲ့ပွဲစည်းတွေမှာဆိုင်ခန်းတစ်ခုကိုတရက်ကိုဆိုင်ခန်းခတင်းချီပေးရတယ်လို့လေသိရပါတယ်။ပွေးစဲတွေမှာလောင်ကစားဝိုင်းအချုလေပါလိရှိတယ်လို့ဆိုင်ဖွင့်ရောင်းသူအချုကပြောပါတယ်။ဖျားပွေးတော်ကလူသေးတယ်။တသက်ပြုတ်ပွေးရှင်ပွေးစုပြီးလောက်တာ။အပိုကလည်းပွေးရဲလောက်မင်းစုပြီးညှို့ချထတာရှိတယ်လို့ပွေးတော်ကျင်းပရေးကုန်မတီမှ တာဝန်ရှိသူတအူကပြောပါတယ်စစ်တောက်စုကပွဲတွေစတိတ်လောက်ရမည်ဆိုတာကြောင့်တောင်အုပ်ကလပကွနစုဖယနာမာလေမကြကနပွဲရေလောက်နေပါတယ်ဒါပင်ကျွန်တို့ပွဲရေကူလေဒီယာတီမှာပဲနှစ်ကျင်လောက်ခဲ့ပါတယ်ဒါပင်တာကေတာမြုပ်နေမြုပ်ကလပမြုပ်နေတာမွေမြုပ်နေမြုပ်တကုံမြုပ်နေစတဲ့မြုပ်နေတွေမှာပွေးစည်းတွေလုံနေကြပါတယ်ပွေးစည်းပြုတ်လောက်တာမှာတပတ်ခန့်ကြာမိတယ်လို့သိရပါတယ် ပွေးစည်းတွေလောက်ခိုင်းပြီးတစ်ဖက်မှာလည်းပွေးစည်းကအပြန်လူငီတွေကိုစစ်ကောင်စီကပိုတာဆွေးတာတွေရှိခဲ့ပါတယ်လို့သိရှိရပါတယ်။ရေးပွေးမှာတွန်းနေတဲ့လူငီတွေကိုဖမ်းပြီးမှတရုတ်ကို၆တင်းနဲ့ရွေးခိုင်းပြီးမှမရွေးနိုင်တဲ့လူငီတွေကိုတော့စစ်မှုထမ်းမှပူဆောင်ခဲ့တယ်လို့သိရှိရပါတယ်။အခုချိန်အခုခါမှာပွေးစည်းတွေတွားရတဲ့လူတွေကတော့ခံကြဖို့ကွာ။နောက်တရင်စကိုင်းတိုင်းမှာမုံမြုံနေမှာတိတ်ပွေးတွေကြောင့်တင်းဆောင်နေတဲ့ပြီးသူတွေကို SNA အဖွဲ့က ละกองดอกทิ้งเช่าในมีเตาอัดินอดมะโคสองตัวปีอัดตัดอวยกองตูดวยกูสิตินตันตะไคนี่จองไคลงแดดตีตาขันสิเยตดินยมิกาเปียวบาเรบันมอมยอกนี่สัตโตนายะกากันยวาตะขวัตตาคูนันคูปิงยังตายาซาเดดีตาคัมปีตูรยหาเตปวยดวยจองโดเทปงชองนี่สินออกตูบากนเนยันนี่กะซาปี SNA ตะพวยดวยกาละกองดอกทิ้งเช่านี่มีเพกกูโคส่งตัวดาลุตียาบาเด ဒါပင်ရွာသေးအင်ဆောင်ဖူးချန်နေတဲ့ပီတူတို့ကိုလေဖန်ခိုတော့တယ်လို့ဒေတာခန်စီရဲ့တရင်ကြီးမိကပြောပါတယ်အေဖက်တိတ်ပွဲဖြစ်တော့တချို့ပီတူတွေကတော့တော်လှန်ရေးတပ်ဖွဲ့တွေရှိတဲ့ဖက်ရှစ်ဆောင်ကြတာရှိတယ်တချို့ကြတော့စစ်ပီးရင်ပြန်ဝင်ရမယ်ပဲထင်ထားတော့ဘေကူမမရှောင်ချင်ပဲသူတို့ရဲ့လေတိုးထဲတွေမှာပဲနီနီနာနာရှောင်ကြတာရှိတယ်နောက်ပြီးစပါရိတ်ချင်လေနီလာတော့စပါရိတ်လောက်လေရအောင်စူပြီး တိုးဆက်လေးတွေမှာရှောင်ကြတာ SNA ကအတင်းအဓမ္မရှစ်ချောင်းခိုင်းပြီးဒူတော့စီစစ်ဘေးရှောင်လာကြလို့ကေထားရတဲ့ပုံစံမျိုးတွေလောက်တာပြီးတော့စစ်ချောင်းတွေကိုမကြခင်ပြန်ဝင်ရမယ်ဘေလူတွေလည်းထုတ်ပတ်မယ်ဆိုပြီးလင်ခိုသွားတာကားမာတွေ V9 တွေတောင်ချိတ်လို့ပဲတချို့ပြည်သူတွေကလည်းအင်တွေမှာအင်ဆောင်နေထိုင်အပန်းခံရတာပြီးတော့ရှစ်ချောင်းစခန်းကိုပူတာလို့ဆိုပါတယ် SNA တက်ကသူတို့ခုဆောင်ခဲ့တဲ့စစ်ဘေးရှောင်တွေထိတ်က လူငယ်လူရွယ်တွေကိုအတင်းအကျပ်စစ်တင်တန်းပေးနေတာတွေလောက်နေတယ်လို့စပြောပါတယ်။ဗန်မောက်မြုပ်တင်းတိတ်ပွေးမှာ SNA တင်းချောင်းနေမီဖက်မှာတွားတဲ့ခွေးမျိုးတွေကတော့အခုချိန်မှာတော့စစ်မှုထမ်းရတော့မှာဖြစ်ပါတယ်။ကောင်းလေးတဲ့တတင်းနောက်တင်းအရခတတိုအေတိတ်ခရနာတို့ကျုပ်ဖြုံမြုပ်ပုံမှစစ်ကောင်စီတွေအနေနဲ့ဒုံဘုံတီများကိုကပုံမှ အတင်းအချပြုတ်လောက်ကပင်စင်နေစင်ပုတ်ကွေးမှုဖြစ်ပွားခဲ့ပြီး สิกองสิสิคุยเป็นมาตัดจัดจีนกองอปาวิงงากองปวยชินปีคุยเตวัดเตเตสงกาအမျိုးအမားထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့သိရှိရပါတယ်။ပြီးခဲ့တဲ့အော်တိုဘလတ်စကနေယနေ့ကကျောက်ဖြုံမြို့ပေါ်မှာရှိတဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်တွေအနေနဲ့အရခတ်တတော်အေးအေးနဲ့ဖိပွားနေတဲ့တိတ်ပွေးတွေအတွင်အုံပြုတ်မှုအတွက်ဒရုန်းဘုံတီးအချို့ကိုလက်နက်ခဲယမ်းတူလောင်ရေးမှတဆင့်စစ်တန်းတွေစီကိုပူးဆောင်မှုအတွက် ထုတ်ပူကားတွေနဲ့အတူဘုံတီအတင်အချက်တွေပြုတ်လောက်ခဲ့တယ်လို့သိရပါတယ်။အစူပါဘုံတီတွေကကပိုကူတင်ရန်စစ်ကောင်စီတပ်ဖွဲ့ဝင်အယောက်20ခန့်ဖြစ်လောက်ဆောင်နေစဉ်၎င်းတို့အဖွဲ့ထေမှစစ်ကောင်စီတပ်သားတအူရဲ့လက်ထေမှဘုံတီလွတ်ကျခဲ့ပြီးပုတ်ကွေးမှုဖြစ်ပွားခဲ့တယ်လို့သိရပါတယ်။ပုတ်ကွေးမှုဖြစ်စဉ်အတွင်အနည်းအနားမှရှိတဲ့ဒုတ်ဘုံတီတွေပါဆက်လက်ထိခိုက်ပုတ်ကွေးခဲ့တာကြောင့် အနီအနားမှာရှိနေတဲ့စစ်ကောင်စီစစ်ခွေး၅ကောင်ပွေးချင်းပြီးခွေးတွေဝတ်တွေတည်ဆုံခဲ့တယ်လို့အမျိုးအမားထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့သိရှိရပါတယ်။ဒေတာ၅ကောင်အထက်က၂ကောင်ကူတော့အတီးပြုတ်လို့ရပါတယ်။တက်ကြကြီးဟန်ထက်သူရနဲ့တက်ကြကြီးရွေထက်တော့ပါ။ဟူပုန်းစင်တက်ကြကြီးတွေအသက်ငယ်ငယ်လေးပဲရှိသေးတယ်။ဒါအပြင်ပောက်ကွဲမှုဖြစ်စဉ်အတွင်းတည်ဆုံခဲ့ရတဲ့စစ်ကောင်စီတပ်သားတွေရဲ့ရောက်အလောင်းတွေဟာ ဒုံဘုံတီရဲ့ယန္နာအစင်ကြောင့်တဆဆီဆုတ်ပြတ်သွားခဲ့ရတာမို့မိသားစုကိုအကြောင်းကြားပြီးနှုတ်နဲ့ချက်ချင်းတကြွခဲ့တယ်လို့လေတီးရပါတယ်။ဒါတိမကအစူပါရောက်အလောင်းတွေနဲ့ပတ်သက်ပြီးမိသားစုကိုလည်းဓပုံတွေပင်ပေးပူးချင်မရှိတဲ့အပင်စစ်စင်ရဲ့အခြေအနေဖြစ်တာမို့တတိမပေါက်ကြားရဲ့အတွက်အထူးတမင်းပိတ်ပင်ခဲ့တယ်လို့လေတီးရှိရပါတယ်။ဓပုံထက်ကခွေးနှကောင်ကိုတီးတဲ့မိသားစုတွေရှိလား။ ငကြေးပြုတ်သွားပြီလို့သွားပြုတ်ပေးကြပါဦးလို့ဒီကနေ့တောင်းဆိုချင်ပါတယ်။ကောင်းလေးတဲ့တည်နောက်တည်င်းရခိုင်ပြည်နယ်ကြောက်ဖြုံမြုပ်နေတွေတိတ်ပွေးများပြန်လေပင်းထန်လာနေပြီးစစ်ကောင်စီတပ်ဖက်မှထိခိုက်တိုက်စုံမှုများနေကြောင်းသိရပါတယ်။ PKD အောက်တိုဘာ15ရက်နေ့တွေကြောက်ဖြုံမြုပ်နေပင်းစီနဲ့ကလဘာတွေ အရခတ်တော်အေအေနဲ့စစ်ကောင်စီတပ်တော်တိတ်ပွေးပြန်လေဖြစ်ပွားခဲ့ပြီးစစ်ကောင်စီတပ်မှအရာရှိများအပါအဝင်တပ်ဖွဲ့ဝင်အများပြားတည်ဆုံခဲ့ကြောင်းဒေတာတွင်စီရဲတရင်ကြီးများထံမှသိရှိရပါသည်တိတ်ပွေးများစစ်တိတ်ဖြစ်ပွားပြီးနောက်အောက်တိုဘာ19ရက်တွင်စစ်ကောင်စီကတောင်မုံဦးရေတပ်တညဝတီရေတပ်ဌာနနှင့်ခမာရ943တောက်စစ်ကိုအင်အား400ခန့်ပူးဆောင်ခဲ့ကြောင်းသိရှိရပါသည် စစ်တပ်ကစစ်ကြောင်းတွေပြန်ဖြည့်ပြီးတက်လာရက တိတ်ပွေးတွေပြန်ဖြစ်နေတယ်စစ်တပ်အရာရှိပိုင်းတွေ အေအေစနိုက်ပါကြောင့်ဒေတာများတယ်။တူတောက်အလောင်းတွေကို Navy နဲ့တစ်ပုတ်တောင်ဖက်တေချတယ်ဟုကြောက်ဖြုတ်တရင်ချင်းမိကပြောပါရယ်။အောက်တိုဘာလ23ရက်နေ့ရမနက်ပိုင်းအထူးတရင်ကတော့ဒီလောက်ပါပဲ။ကေဒါဆိုရင်တော့ကျွန်တော်တို့ပထမဆုံးကူမိတ်ခဲအမစကားကိုတစ်ချက်လောက်နားဆင်ကြည့်အောင်။ဟုတ်ကဲ့ပါ။ဒီမဲ့ဒီကိုလေးကိုပြောချင်တာတစ်ခုရှိလို့ပါ။ ဒီမဲ့မိဘတို့ရေကျွန်တော်တို့ခက်ခဲတယ်ဆိုတာကတော့အဲအများသာရှိတယ်မယ်လူတိုင်းမှာလည်းရှိတယ်မယ်ကျွန်တော်တို့ကြားထဲမှာလည်းရှိတယ်မယ်တက်တွေကြားထဲမှာလည်းရှိတယ်မယ်ဒီချိန်ကဘောတော့ကျွန်တော်တို့အခက်ခဲတွေကိုဘယ်သူရင်ဆိုင်နိုင်လဲဘယ်သူကတော့အတူကြောင်လဲဆိုတာကျွန်တော်တို့ခွဲကြတဲ့အချိန်ဖြစ်ပါတယ်ဒီချိန်ကဘောတော့ကျွန်တော်တို့အဆောင်ဝဲစတဲ့ချိန်လို့လည်းပြောလို့ရသလိုဘယ်သူကဘယ်လောက်ထိတိခါစိတ်ရှိတယ်ဘယ်သူကဘယ်လောက်ထိတန်ခံနိုင်လဲဆိုတာပြောတဲ့ချိန်ဖြစ်ပါတယ်ကျွန်တော်တို့ကတနေ့နေ့ဒီချိန်ချိန်မှာတည်ဆုံကြရမယ့်လူသားမျိုးနွယ်တွေကြီးဖြစ်ပါတယ် ။ဒါကြောင့်မို့ကျွန်တော်တို့ကရှင်းရှင်းလေးပဲအဲမတည်ခင်မှာမင်းတည်ရမှာမင်းငါတို့မတည်ခင်မှာကွာ။ငါတို့မတည်ခင်မှာငါတို့တိုင်းပြည်တွင်ငါတို့ပြည်သူတွင်ငါတို့လူမျိုးတွင်ငါတို့ဘလောက်ထိအကောင်းဆုံးအရာတွေလုပ်ပေးနိုင်မလဲဆိုတာအကောင်းဆုံးဖြစ်ဖို့လိုတယ်။နောက်လာမယ့်မျိုးဆက်တည်းငါတို့ဒီခေတ်ဒီလူငယ်တွေငါတို့ဒီမျိုးဆက်မှာဒီအနာရှင်စနစ်ကိုအမြဲဖြတ်ကြရအောင်။ငါတို့နောက်မျိုးဆက်တွေကိုတော့တော်တယ်ကိုခိုးခိုင်းတော့ခိုးခိုင်းတော့လေ။အဲဆိုတော့ကျွန်တော်ကျွန်တော်တို့ဘောနော်ဒီမျိုးဆက် ကျွန်တော်တို့ဒီမျိုးဆက်လူငယ်တွေပဲဒီအာနာရှင်စနစ်ကိုအမေကနေပြီးတော့လှန်ကြရအောင်ပါတီမှာကြောက်နေတယ်မြေပါတီကြောက်ဆရာရှိတယ်ဘာလို့အားလုံးမှာကြောက်ဆရာဆိုတာမရှိတော့ဘူးอืมဘာလို့ကအနာဂတ်တည်ပြီးတော့ရတဲ့လူငယ်ဖြစ်တယ်ဘာလို့ကအနာဂတ်တည်ပြီးတော့ရဖြစ်တဲ့အတွက်မြေပါမှာကြောက်နေတယ်ရှင်းရှင်းလေးပဲဘာလို့တနည်းတည်ကြရအောင်အဓိပ္ပာယ်ရှိရှိတည်ရအောင်နိဗ္ဗာန်ငရေလားအဲ့ဒါတွေကမတည်ကြဘူးဘာလို့ခုလက်ရှိရှိနေတဲ့ငရေတွင်ရနေပြီးတော့ လွတ်မြောက်အောင်ထွက်နိုင်ဖို့ဆိုရင်ဒီစက်တပ်ဒီမင်းအောင်လိုက်စက်တပ်ဒီအာနာရှင်စနစ်အရောမြပြအောင်တိုက်နိုင်မှရဘာမှတွေးမိနဲ့အနာကက်လှပါဖို့လက်ရှိပြဿနာမှာငါတို့ငရဲတွင်းရနေပြီးတော့တူတူယုံထွက်ကြမယ်ဖိုက်တဲ့မှာညီကိုလေးကောစိတ်တက်တာလေးစားရှောက်ကောင်းနေဘူးမိတ်ခေကရောက်လဲချွနေတော့ဒီဘေးကြီးဒါလေးစားပါတယ်ဘူးမိတ်ခေကေတာဆိုရင်တော့နောက်ဗီဒီယိုကျွန်တော်တို့နိုင်ငံအရာဝတ္ထု ရှားပါမှုပြဿနာအကြောင်းနဲ့ပတ်သက်ပြီး ကိုဇွဲရဲ့ပြောသွားတာကိုတစ်ချက်လုံးနားဆင်ကြည့်အောင်ကျွန်တော်တို့နိုင်ငံရဲ့ရုပ်ဝတ္ထုရှားပါမှုပြဿနာကျွန်တော်တို့နိုင်ငံရဲ့ရုပ်ဝတ္ထုရှားပါမှုပြဿနာဖြစ်တဲ့အကြောင်းမို့အဲ့လိုကားတွေမြင်အထင်ကြီးတယ်ဆိုင်ကယ်ကြီးတွေမြင်အထင်ကြီးတယ်ကျွန်တော်တို့နိုင်ငံရှားပါတာကိုရုပ်ဝတ္ထုပစ္စည်းရှားပါမှုကြောင့်မြန်မာနိုင်ငံမှာ Honda Fit လောက်စီးရင်တော့ဟို Ricket လို့ကိုကိုခံယူပြီးတော့မှဟိုအဲ့ဒီကားကိုလိုက်စီးကျင်တဲ့ကောင်မလေးတွေကိုဗျာစားလို့ရတဲ့အနေအထားမျိုးမြန်မာပြည်မှာဖြစ်တယ်ဗျာ ဒါကျွန်တော်အောက်တန်းသားစကားပြောတာမဟုတ်တကယ် light မှာရှိတဲ့အမှန်တရားပဲဘာဖြစ်လို့လဲကျွန်တော်တို့မြန်မာနိုင်ငံမှာရုပ်ဝတ္ထုပစ္စည်းရှားပါတယ်နောက်ဆုံးအဲ့ထက်နည်းနည်းလေးမြင်းတဲ့ကားမျိုးစီးရင်တော့ဟိုအရင်တော့ခစ်ဆိုလို့ရှိလို့ရှိရင်မင်းဟိုမင်းသမီးတွေ model တွေနှိမ့်တာမဟုတ်တချို့တချို့ပေါ့အကုန်လုံးတော့မပြောပါဘူးเนาะတချို့တချို့မင်းသမီးတွေ model တွေတောင်မှကားပေါ်ဟိုတင်သွားလို့ရတဲ့အနေထားပေါ့ဗျာဘာဖြစ်လို့လဲဆိုတော့ကျွန်တော်တို့မြန်မာနိုင်ငံသားတွေလည်းလူပဲလူဖြစ်တဲ့အတွက်ကြောင့်မို့တက်တော့တက်တာနေခြင်းနဲ့ စီးစင်ဥစ္စာနဲ့နေကျင်တယ်ဒါပေမဲ့ကိုယ်နိုင်ငံကစီးပွားရေးမကောင်းတဲ့အခါရုပ်ဝတ္ထုပစ္စည်းရှားပါတဲ့အခါကျတော့ဒီ Honda Fit တို့ဘာလို့ဆိုတာဇိမ်ခံကားတွေမဟုတ်ဘူးပြီးလို့ရှိရင်နောက်တစ်ခုကကျတော့တမက်ရိုးကြကားတွေပေါ့ပြီးကျွန်တော်တို့မြန်မာနိုင်ငံမှာသုံးနေတဲ့ကားတွေဆိုကျွန်တော်ထိုင်းနိုင်ငံဘန်ကောက်မြို့မပြောနဲ့ထိုင်းနိုင်ငံဒီမဲဆောက်လိုမျိုးနယ်စပ်မြို့ကလေးမှာတော့ကျွန်တော်တို့ရန်ကုန်ရွှေမြို့တော်ကြီးမှာမောင်းနေတဲ့ကားမျိုးတွေကျွန်တော်တို့မတွေ့ဘူးဘာဖြစ်လို့လဲ ဟို90 quality အိုးတွေအိုးနေပြီလုံးဝအိုးနေပြီအိုးပဲမလဲအိုးစကူးအိုးလိုမျိုး branded ရှိတဲ့ဟာတွေမဟုတ်ဘူးဟိုဂျလုံးပလုံးတွေပြားသေးတာဟို노စီခွက်ကားတွေသိလားဒါပေမဲ့노စီခွက်ကားတွေဟောင်းနေနဲ့ဝါဘောင်းဝင်နေတာကျွန်တော်တို့မြန်မာနိုင်ငံမှာဖြစ်လို့လဲကျွန်တော်ပြောပြမယ်ရုပ်ဝတ္ထုပစ္စည်းရှားပါလို့မဖြစ်လို့လဲစနစ်မကောင်းတဲ့အခါစီးပွားရေးမကောင်းစီးပွားရေးမကောင်းတဲ့အခါရုပ်ဝတ္ထုပစ္စည်းရှားပါတယ်ရုပ်ဝတ္ထုပစ္စည်းရှားပါတဲ့အတွက်ကြောင့်မို့ဒီဟာလေးကိုမြင်တာနဲ့ဘဝဖြစ်နေတာကျွန်တော်အများအားဖြင့်ပြောပြတယ်ထိုင်းမှာ develop မြန်မာငွေဆိုလို့ရှိရင်သိန်း1000ကျော်ပဲရှိတယ် time ပတ်စံလဲဆိုလို့ရှိရင်ဘတ်ဆယ်သိန်းမပြည့်တပြည့်လောက်ပဲရှိတယ် devil cut ကိုလဲသမားတွေက installment အရေးကြအစင်းနဲ့ထုတ်ပြီးတော့မှစီးလို့ရတယ်တလားမှသူတို့အနေဆုံး time လောက်သားတယောက်ကတလားကိုဘတ်1000ကျော်ရတယ်အဲ့လိုမျိုးဘတ်ဆယ်သိန်းနဲ့ကားကိုတလားကိုဘတ်9000 8000 1000 twin ပြီးတော့မှဝယ်လို့ရတယ်မြန်မာပြည်မဟုတ်ဘူးကျွန်တော်ပြောပြရတာလေမြန်မာပြည်မဟုတ်ဘူး အဲ့တော့ကျွန်တော်ပြောပြတာမြန်မာပြည်မဟုတ်ဘူးအဲ့တော့ထိုင်းမှာကဘတ်၁၀သိန်း၁၂သိန်းတန်တယ်ဆိုရင်တော့တလောက်ဘတ်၁၀၀၀လောက်ပေးပြီးတော့မှဝယ်လို့ရတယ်သူရဲ့နိုင်ငံသားကအခြေခံလစာတလောက်၁၀၀၂၀၀မဟုတ်ဘူးတလောက်အခြေခံလစာ၃၀၀၀ကျော်နဲ့တွက်မယ်ဆိုလို့ရှိရင်၁၀၀ကျော်အနည်းဆုံးရတယ်ကျွန်တော်ပြောတာအဲ့တော့လေသမားလိုမျိုးကိုလေကိုလေကိုလှုပ်တဲ့သူကိုရကိုလှုပ်တဲ့သူကိုစိုက်ပျိုးရေးကိုလှုပ်တဲ့သူကတော့အဲ့လိုမျိုးဘတ်၁၀သိန်းကျော်တံဖယ်ကက်တွေဝယ်စည်းလို့ရတယ် အဲ့ဒီဘတ်ဆယ်သိန်းကျော်တပယ်ကက်ကမြမပြီလိုနေရာမျိုးမှာစီးလို့ရှိရင်အနည်းဆုံး3000 4000 5000တန်တယ်ဒါပေမဲ့ထိုင်းမှာကားအလောက်မတန်ဘူးထိုင်းမှာကားအလောက်မတန်အဲ့ဒါပါလဲဆိုတော့စနစ်ကြောင့်တိုးတက်လာတဲ့ဖွံ့ဖြိုးမှုစီးပွားရေးကောင်းမှုကြောင့်ရလာတဲ့အကျိုးအမြတ်တွေရရုပ်ဝတ္ထုပစ္စည်းမရှားပါတဲ့အတွက်ကြောင့်မလို့သူတို့နိုင်ငံမှာထိုင်းမှာဖာတွေပေါ်ပေမဲ့ခံကျင်လို့ခံတာရုပ်ဝတ္ထုပစ္စည်းလိုအပ်ချက်ကြောင့်ဆိုတာတက်ခံကျင်လို့ခံတာတွေများတယ် ဒါပေမဲ့အဲ့ဒီဖာတွေကလည်းကျွန်တော်တို့မြန်မာနိုင်ငံကဖာတွေလိုလမ်းဘေးမှာအပင်အောက် မှာဟိုပြောတော့ဗုဒ္ဓဘာသာမြန်မာနိုင်ငံဖာမရှိရဘူးဖာတိုက်ဖြတ်တယ်ဘာညာဆိုပြီးတော့လမ်းဘေးအောက်မှာကိုးကြောင်ကိုးပွက်ကိုးအမေပစ္စည်းကိုးအမေမွေးလို့ပါတဲ့ပစ္စည်းနဲ့ရိုးရိုးသားသားဖာခံစားနေရတဲ့လူတွေအများကြီးအဲ့တော့အဲ့လိုမျိုးလမ်းဘေးမှာမရက်တဲ့အဆင့်အနေနဲ့နော်မော်ဒယ်လုတ်တလို့လို့နော်အကုန်လုံးမပြောဘူးနော်မော်ဒယ်တွေအကုန်လုံးမပြောဘူးနော်မော်ဒယ်လုတ်တလို့လို့မင်းသမီးလုတ်တလို့လို့နဲ့အများကြီးပဲဗျာစီးပွားရေးသမားတွေနိုင်ငံသားသွားရင်ခေါ်ွားတာတို့ဘာတို့ညာတို့ ဟိုလမ်းပေါ်ကဖာမဟုတ်ပေမဲ့ထမ်းရဖာစည်းလောက်တော့မရဘဲနဲ့လှုပ်ရှားနေရတဲ့ဒါခင်ဗျားတို့မြင်လူကုန်တန်းအတိုင်းဝိုင်းဆိုတဲ့လူတွေတော့အဲ့လိုမျိုးတွေမြန်မာပြည်မှာအများကြီးမဖြစ်လို့လေစနစ်မကောင်းတဲ့အခါရုပ်ဝိတုပစ္စည်းရှားပါတဲ့အခါကိုယ်လဲလူပဲရုပ်ဝိတုပစ္စည်းရှားပါတဲ့ဒဏ်မခံနိုင်တဲ့အခါကိုယ်လဲမရှာနိုင်တဲ့အခါခုနပြောတဲ့ကိစ္စကိုအထင်ကြီးတယ်ကားလေးမြင်တာနဲ့အထင်ကြီးတယ်ဓာကြီးမြင်တာနဲ့အထင်ကြီးတယ်ဒါတွေကကျွန်တော်တို့ကရှားပါတာဝို့အဲ့တော့ထိုင်းမှာ လူငယ်တယောက်က Honda Fit လောက်စီးပြီးတော့မှဘယ်စော်အောင်မှသွားကြောင်ပြီးအလကားလိုးလို့မရဘူးဒါမမရန်ရန်ပြောတာမြန်မာပြည်မှာအများကြီးရတယ်တိုင်းတရားလိုနေရာမျိုးမှာ Ferry ကမောင်းတဲ့ကောင်တော်ဆက်ယုံကကောင်ပါလေးတွေအများကြီးကိုကြိုက်လို့ရတယ်ဒါအဖြစ်နော်အာငါတို့ဆက်ယုံကိုထိမခိုက်နဲ့ပါညာပြောတာမဟုတ်ဘူးဒီမလေးတို့နော်နင်တို့နှိမ်တာမဟုတ်ဘူးပြောပြတာရုပ်ဝိတုပြည်သူရှားပါတဲ့ကြောင့်မို့အာဒီကိုကြီးကကားမောင်းတာသူကကားကြီးနဲ့ ကောကောထင်ကြီးတယ်အက်ကဂျလုံးမလုံးနိုးစီကွက်ဆိုတာသူတို့မသိဘူးနိုင်ငံတကာမှာဒါနိုးစီကွက်မောင်းတော်မမောင်းဆိုတာမသိဘူးဟာဒီကားလေးနဲ့ကို့အက်ကားကြီးကိုကို့ရောက်သွားလည်းမဟုတ်ဘူးအက်ကားလေးကိုစီးရဖို့အရေးကိုဘယ်လိုပြောရမလဲကာမဒါနပေးရတယ်မြန်မာနိုင်ငံမှာအဲ့လောက်ထိချို့တဲ့လို့ကျွန်တော်တို့တော်လန်ရေးလုပ်နေတာအဲ့တော့ကျွန်တော်တို့မြန်မာနိုင်ငံမှာကစင်းရဲသားလူထုများတယ်အဲ့လိုစိတ်ကြိုက်ကားတွေဝယ်စီးပြီးတော့မှစိတ်ကြိုက်ပတ်စံရှိတဲ့သူဟာစစ်တပ်ရဲ့စစ်တပ်အပေါင်းဖာရဲ့စစ်တပ်နဲ့ပေါင်းပြီးစီးပွားရေးလုပ်တဲ့ခရိုနီရယ်ပဲရှိတယ် ကျွန်တော်တို့မြန်မာနိုင်ငံမှာအလက်တန်းစားလူတန်းစားဆိုတာမရှိသလောက်ကိုရှားတယ်။အရန်ချမ်းသာတဲ့သူရဲ့တော်တော်ဆင်းရဲတဲ့သူရဲ့ဒါပဲရှိတယ်။နော်ကျွန်တော်တို့မြန်မာနိုင်ငံမှာလူလူနေမှုအစ်စ်နဲ့မညီမျှမှုဖြစ်တယ်ပေါ့။ကျွန်တော်ပြောပြမယ်ကျွန်တော်တို့ရန်ကုန်မြို့ကမဲဆောက်လောက်တိုးတက်ရင်ကျွန်တော်တော်လန်ရေးမလုပ်ဘူး။ကျွန်တော်တကယ်ပြောပြရန်ကုန်မြို့ကမဲဆောက်လောက်တက်ရှင်တက်ရက်ပြီးတော့လူမှုအဆင့်အတန်းရှိရင်ကျွန်တော်စက်ကားဆောက်မတော်လန့်ဘူး ကိုယ်စိတ်ပြုတ်တာတာမှန်ပဲကျွန်တော်တို့နိုင်ငံကိုမတူးတက်လို့ဒီစစ်ခွေတွေကိုမောင်းထုတ်ရမယ်ဆိုတာကိုလူငယ်တွေကတိလို့တော်လန်တာကျွန်တော်တို့နိုင်ငံကိုတူးတက်ချင်လို့ပြောတာနော်တမျိုးမထင်ကြနဲ့ရန်ကုန်မြို့ပေါ်မှာရှိတဲ့အင်းတွေကိုတွားကြည့်ကားတွေကိုတွားကြည့်လမ်းတွေကိုတွားကြည့်ဘတ်စ်ကားတွေကိုတွားကြည့်တခြားနိုင်ငံနဲ့နှိုင်းရှာလုံးဝမရှိဘူးလမ်းဘေးမှာမြောင်းတွေတွားကြည့်စိုးနှံနေတာပဲငစ်ပတ်နေတာပဲအဲ့ဒါတွေကိုအာနာစင်တွေကခရှုမစိတ်ဘူးမြန်မာနိုင်ငံကိုဆောက်ပြတ်တက်လေလေ ပီတူလူထုကိုယိုးလေလေသူတို့အတွက်ကောင်းလေလေပဲအတိမှန်အတွေးမှန်စဉ်းစားတတ်တဲ့လူတွေကအာနာစင်ကူတိုလန်ဖူတင်တဲ့ဆိုတာကိုလူတိုင်းသိတယ်အဲ့ဒါတောင်မှမသိတဲ့ခွေးမျိုးတွေမင်းတို့ဒီထက်ခံလုံးမှပြုတ်စရာကကျွန်တော်အများကြီးရှိတယ်ကျွန်တော်တနေ့ကြလိုက်လှုပ်ပြီးမှအဲ့ဒီအကြောင်းတွေပြောမယ်ဗီဒီယိုရှိတော့မှဆိုလို့ကဲဒါဆိုရင်တော့ no video ရေဘလူးကစစ်ခွေးတွေရဲ့လောက်ရက်တွေကိုမမှန်လို့တိတ်စင်ခေါ်တဲ့ဗီဒီယိုဖြစ်ပါတယ် ဒီဗီဒီယိုကုလုံခဲ့တဲ့တရက်ကရေဘလူးကသူ့ဖိတ်မှတင်ထားတာဖြစ်ပါတယ်ကြီးပီးသားတုံ့ငင်ချင်းတွေလည်းရှိမှာပါအဲ့ဒီအကြောင်းနဲ့ပတ်သက်ပြီးငကြောင်မင်းကဘလူးမျိုးတုံ့ပြန်တာလည်းတစ်ချက်လောက်နားဆင်ကြည့်အောင်စိတ်ကိုစိတ်နဲ့သူ့အောင်တိုင်မယ်ရွာသားတွေနဲ့မထီးခိုင်းနဲ့ရွာသားတွေမဖမ်းနဲ့ရွာသားတွေမထီးခိုင်းနဲ့ပြောတော့တာတော့ကြည့်အောင်တိုင်ဒီချာတော့အစ်လေးအစ်တိုင်ရဲကောင်းနေရမင်းတို့တိတ်ကမရှိဘူး။ဘာသာတိတ်ကမရှိလဲဆိုရင်ဒီလိုစားပြီးကြောင်းမျိုးလေးကိုမင်းတို့လာပြီးတော့မင်းတို့အခုလောက်ရမင်းတို့ကြည့်။ဒါဝေဟိုင်းရဲ့ ရွာရဲဆိုတင်ချောင်းမင်းတို့အခုဒီကလေးတွေရဲ့ပညာရေးချင်းအရေးချင်းတွေကိုပြည်တင်အောင်ဆိုပြီးတော့မင်းတို့ကောင်းနေပြောနေရကောင်းနေဘုမင်းတို့ကြည့်တယ်မင်းတို့လောက်ပါတယ်မင်းတို့မှုရတာတည်းမင်းတို့ကောင်းနေလုံးဝသိကြမလို့ဒီဒီစာရင်းကောင်းကဘာပြည့်ရှိလို့လဲမင်းတို့ဒီလိုလောက်ပါတော့မင်းတို့ဒီစာရင်းကောင်းနဲ့ဘာအောင်သက်ဆိုင်ရလဲမင်းတို့ငါတို့လည်းတွေးကြည့်ရဆိုတစ်တားတွေးကြည့်ရဆိုစောင့်နေပြီပါဘီညာစက်နာရောက်တယ်မနေ့6နာရီထွက်ပြေးတယ်စောင့်နေပြီတွေးကြည့်ရဆိုငါတို့လာပြီတော့ခြေလိုက်ပါဘီ ဘာမှပြင်းစီးတဲ့စာပြီးရောခုလုံးကိုကြည့်အောင်မျိုးချိုက်ဖြူလာတာဒါပြပလာအများကြီးလူတွေသိအောင်ဝယ်ဟိုင်းယူအောင်လားစာပြီးရောမှုွေပါတာရဲစာအုပ်တွေရေဘလူးကတော့စစ်တပ်ကိုစိန်ခေါ်ပါတယ်စစ်တပ်ကိုအကြီးကျယ်စိန်ခေါ်လို့ပါအဲ့တော့တမတော်အဲ့ရေဘလူးကိုရှိတဲ့နေပြည်မှာတာဝန်ကျနေတဲ့တမတော်အရာရှိတွေအနေနဲ့ခါတော့လည်းနည်းနည်းလေးတော့စဉ်းစားဖို့လိုပြီလို့ထင်တယ်ရေဘလူးကတော့စိန်ခေါ်တယ်ဘလို့စိန်ခေါ်လဲဆိုတော့စစ်တပ်ကိုသူကပြောရတယ်နော်ဗျာတက်ကရာတက်တွေကိုတက်ကလူတွေအချောက်တွေလိုမျိုးသဘောမျိုးသူကပြောတယ် တတိရှိရှိတိုက်ပါမလို့6လေးဆိုလိုမျိုးတွေဟုတ်တယ်လေ6လေးလေကျွန်တော်တော်တော်စဉ်းစားရတယ်ကျွန်တော်သိသလောက်ကငောင်းရေးဘူးလို့6ကျွန်တော်သိရရေးဘူးလို့6เนาะတော့ပါလဲဆိုတော့ရေးဘူးလို့ပြောရတဲ့စကားလုံးရှိတယ်စစ်ကိုရတဲ့စစ်နဲ့တော်တိုက်ပါတယ်စစ်တိုက်ဖို့တက်လာတဲ့ကောင်တွေရတယ်ဘာလို့ရွာသားတွေဖမ်းလဲတယ်တိတ်ကမရှိဘူးလေစာတင်ကြောင်းတွေဘာလို့ပြစ်ရှိလို့ဘာမျိုးဖြစ်စီတာလဲဘာညာပေါ့စစ်တိုက်လာတဲ့ကောင်တွေကကျွန်တော်တို့လာရင်ထွက်ပြေးသွားတယ်မစစ်တိုက်ဖို့လာတဲ့ကောင်တွေတို့လာရင်ထွက်ပြေးတယ်တဲ့ဟုတ်တယ်လေဆိုရင်စောင့်ပေါ်တဲ့ညာ7နာရီထိုးပါသူတို့နေရှိတဲ့နေရာကိုချောက်တယ်မနေ့ကျတော့ထွက်ပြေးသွားတယ်ကမ္ဘာအဆင့်ပြီဆိုတဲ့စစ်တပ်ကတိတ်ခါမရှိဘူးလေမဲတော့ပြောနေတာ အမဲစစ်တပ်ကတော့စာတယောက်နေမီရှိုးတွေပါဘူးလာလုံးလာမီရှိုးတွေမပြောဘူးနော်ကောင်ကအဲ့ဒီအကြမ်းဖက်သမားကအချောက်ကသူ့မှာအချောက်စေဒီကောင်တတိမရှိဘူးသူ့ကြောင်လို့ဆိုတာအဲ့ကောင်ပဲပြင်းလို့အချောက်ပဲသူ့ကအချောက်ခုစစ်တပ်ကဘာလို့ဆိုတော့ကမ္ဘာဆင်ဆိုတဲ့စစ်တပ်ကတိခါမရှိဘူးတဲ့အချောက်ကြောက်တယ်ပေါ့သူ့ကိုကြောက်သူလာတဲ့ကကြောက်လို့ထွက်ပြေးတယ်တဲ့ဆိုတော့စစ်တပ်ကိုစစ်ကိုစစ်တဲ့တူအောင်တိုက်ပါတယ်ဆိုတော့ကျွန်တော်စဉ်းစားတာပေါ့နော်ဟိုကျွန်တော်စဉ်းစားကြည့်တာပေါ့နော်အဲ့မှာတာဝန်ကျတဲ့တပ်ကတိုက်ရင်မှုတွေပြူဟာမှုတွေရေဘလူးအချောက်ကိုကျွန်တော်မေးကြည့်ဘူးတော့ဘာလို့ဆိုတော့အဲ့ကောင်စစ်ပွဲရှိမှာတခါမရှိဘူးတဲ့ front line မှာအဲ့ကောင်တခါမရှိဘူးတဲ့ စစ်ပွဲဖြစ်တော့မယ့်နေရာရဲ့ပြေးနေတာကြားတယ်စစ်တပ်ကခြေလာကြားပြေးပြီးတဲ့အကောနောက်ဝါတွေပဲနေရတဲ့တကယ်စစ်ပွဲမှာသူတို့အသာသေးရတော့မယ့်ခြေလာရောက်ပြီလို့တပ်ကနောက်ဆုတ်ပေးရတဲ့ခါမျိုးသူကရောက်လာပြီတဲ့အဲကြိုင်အဲကောင်အဲ့လိုပဲနေတာတဲ့ခင်ဗျားတို့ဗျာလို့ဒီကောင်ဒီလိုမျိုးစော်ကားမော်ကလှုပ်နေတော့ခင်ဗျားတို့မလို့ငိန်ခံရရတယ်ဗျာဆိုတော့ကျွန်တော်စိတ်ထဲမကြည့်နိုင်ဘူးပွင့်လိုက်ပြီဒါကောင်ကြည့်ပြီတော့ဒီကောင်ကွာလို့ဒီကောင်ဒီလိုမျိုးပရိပရိုက်ပြောနေတာလေကောအဲ့တော့ရှင်းပြရတော့ဗျာရေဘူးတရားလောက်ကိုရှင်းပြနိုင်ရင်တော့ရှင်းပြနိုင်လို့ရှိရင်တော့အဲ့မှာရေးပြမှာတော့ရေးဘက်ကဘယ်လောက်ငိန်သွားမလဲဆိုတော့ကျွန်တော်နားချုပ်တာချုပ်တာရေဘူးလူဆိုတဲ့ကောင်ကလည်း တကယ်တော့ရေးဘလူးဆိုတဲ့ကောင်လေတိတ်တက်တိရှင်ရေးမျိုးတစ်မျိုးတော့တိတ်ပြလိုက်ပေါ့တိတ်လိုက်ပေါ့အဲ့ဒါဆိုတောင်းကြည့်ပဲသူတိတ်ပြလိုက်လို့စစ်တက်ကသူတိတ်နေအောင်စစ်တက်ကခံလိုက်ရတယ်ဆိုရင်တော့အဲ့စစ်တက်အသုံးပြတာအေး तू ကမသိနိုင်ဘူးဆိုရေးဘလူးစောက်မချောက်ပဲဒါပဲရှင်းရှင်းလေးပဲအဲ့လိုပဲကျွန်တော်ပြောတော့မှာရန်တိုက်စကားပေါ့တဲ့ပြောရအောင်အဲ့လိုပြောတော့မှာဟုတ်တော့အခုကရေးဘလူးကစစ်တက်နဲ့ထိတ်တိုက်တွေ့မှာဆိုတော့ဒီကောင်တစ်ခါမှရှင်းတိုက်တာမရှိဘူးတက်ကထိုးစစ်စီဒီကောင်ပြေးပြီပြေးရသူပြေးတာပြေးတာကျွန်တော်သိတော့သူ ਈ တဲ့ပြေးတာတဲ့အဲ့ဒါကို तू ကကြောင်းပြန်ပြန်ပြီးတော့စစ်တက်က၆လေးအာတတိမရှိဘူးလို့ စစ်တပ်ကကောင်းတယ်အဆင်မရှိဘူးကဘာအဆင်လို့ပြောတယ်ကဘာအဆင်မှာစောင့်ဆုံးမရှိဘူးအဲ့လိုပုံစံလောက်တာတတ်ဘူးမွဲ့ဆိုတော့တတ်နေနေလေနဂါးမန်းတိအောင်အပေါထောင်ပြဖို့လိုတယ်အဲ့မှာတာဝန်ကျတဲ့တပ်ကရရှိနေနဂါးမန်းတိအောင်အပေါထောင်ပြဖို့လိုပြီးဘာနဂါးလဲခွေယူကွာကျွန်တော်ကဂျီဘလူးနဲ့ပတ်သက်လိုက်ရင်အထက်မိတ်တွေပါတယ်အသာလေးထားပြီးတော့လုတ်ဆက်ချက်လုတ်ပလိုက်ဖို့ဗျာဒါပဲရှိရတယ်နော်ကျွန်တော်တို့ပွင့်လို့ပြောရင်တော့အကြက်ဖက်တမောက်အကြက်ဖက်တမောက်လို့ရှင်းတာကိုကျွန်တော်ဘာမှဝမ်းနေပေးစရာအကြောင်းမရှိဘူးဝမ်းလည်းမနေဘူးရှင်းရှင်းလေးပဲဘလို့မှကိုကျွန်တော်မနေတာကိုအကြက်ဖက်တမောက်ကိုတော့ရှင်းပြမယ်ဂျီဘလူးကိုတော့ကျွန်တော်စိတ်ထဲမှာပြတ်သက်တတ်မှတ်တာအကြက်ဖက်တမောက်ပဲ ဒီကောင်ရှိတဲ့နေရာမရှိရှိတဲ့ရှိတဲ့နေရာကိုလိုက်မစတောင်းထုတ်ပြောကိုရှင်းဖို့လိုတယ်ဖြစ်နိုင်တောင်းနေပြီးတော့ရှင်းပြရမှာ ਈ ကောင်နောက်ဆုံးပြောသွားတာတွေကမီဒီယာကျင်းဝင်းနဲ့လုံးဝကိုမကိတ်နေတာကျွန်တော်တို့တွေကမီဒီယာမဟုတ်ဘူးကျွန်တော်တို့တွေကပြောပိုင်ခွင့်ရှိတယ်ဒါပေမဲ့ပြပြောရေးဘူးအမေရိကကလာဖမ်းမှာစလို့သူကဖမ်းရမှာမီဒီယာကျင်းဝင်းနဲ့မငီတဲ့စကားတွေပြောလို့ငကြောင်မင်းကရေးပလူရဲ့ဗီဒီယိုကိုမတွေ့ဘူး DVB ရေးထားတဲ့စာကူကူကပြီးမှပြောတာဗီဒီယိုဖိုင်ကိုတကယ်တွေ့လို့ဆိုဒီလိုပြောရင်းမှမဟုတ်ဘူး ရေဘလူးအဖွဲ့တွေကြောင်းထုတ်ပြီးဆိုရင်တော့ရေဘလူးအမေရန်ပါတယ်ဘေတော့မှနှုတ်မှမနေဘူးအဲ့ဒါကြောင့်ခေါင်းဆောင်ကောင်းဖြစ်တဲ့ရေဘလူးကဒါကြောင့်ဒီဗီဒီယိုမှာ comment ရှာပါမှမရှိတော့ဘူးအဖီကရေဘလူးဗီဒီယိုမှာအကုန်လုံးပေါ်ပြီငကြောင်မင်းကတက်တက်ဝါဒဖြစ်တာဖြစ်တယ်လို့ပဲပြောချင်တယ်ငကြောင်မင်းကိုဆုံးမဖို့ပဲလိုတယ်ဟုတ်ကဲ့ပါတုံးချင်းတော်ဒီမနေ့တင်ဆက်မှုကတော့ဒီလောက်ပါပဲကျေးဇူးများချစ်တင်ပါတယ်ကျမကြီးခုစိတ်ကြပါ I love you all God bless you all thank you for your time